brother တခါတလေညဘက်တွေမှာကောင်းကင်အခြေတွေကိုမော့ကြည့်ပြီးတော့စဉ်းစားဘူးလားဒါတွေအားလုံးကဘယ်ကနေစလာတာလဲဒီလိုအရင်လပတဲ့ခြေတွေကန်စစီတွေကျွန်တော်တို့ရှူသွင်းနေရလေနောက်ဆုံးကျွန်တော်တို့ရဲ့အတွေးတွေကအစဒါတွေအကုန်လုံးကအမတ်တမဲဒါမှမဟုတ်မတော်တဆဖြစ်လာတာလားဒါမှမဟုတ်ဒါတွေအားလုံးရဲ့နောက်ကွယ်မှာဖန်ဆင်းရှင်ရှိနေရလား brain pop ကနေပြန်လည်ချုပ်ထုတ်လိုက်ပါတယ်ဒီနေ့မှာတော့ science history နဲ့ logic တွေမှာအခြေခံပြီးတော့ဘုရားသခင်တကယ်ရှိကြောင်းသတိပြပါမယ် ကျွန်တော် disclaimer အနေနဲ့ကြိုပြောရမယ်ဒါဘာသာဆိုရင်လုံးဝလုံးဝမဟုတ်ပါဘူးကျွန်တော်ယုံကြည်ချက်နဲ့ယက်တီချက်ကိုပြောတာပဲဖြစ်ပါတယ်တကယ်လို့ brother ကဘာသာခြားနောက်ဆုံးဘာသာမဲ့ဖြစ်နေတောင်မှဘုဒ္ဓတရားအနေနဲ့နားထောင်လို့ရပါတယ်မတက်စကြဝဠာကြီးမှာအစရှိခြင်း scientist တွေအကုန်လုံးကတော့ဒီစကြဝဠာကြီးကအမြဲရှိနေရမဟုတ်ဘူးဒီစကြဝဠာကြီးမှာအစ the beginning ဆိုတဲ့အရာရှိနေတယ်ဆိုတော့အကုန်လုံးကယုံကြည်ထားကြတယ်ဒါတွေအားလုံးကို big bang ဆိုတဲ့အဲ့ဒီ k-pop band ကိုပြောရမှာမဟုတ်ဘူးနော်အရာအားလုံးဘာမှမရှိခင် Big Bang ဆိုတဲ့ပေါက်ကွဲမှုကြီးကအချိန်အာကာသနဲ့ယုံနံတွေဖြစ်ပေါ်စေတယ်ပေါ့နော်။ဒါဆိုဟုတ်ပြီ။အရာအလုံးကဖြစ်ချင်းတရားကလာတယ်ဆိုရင် Big Bang ဆိုတဲ့အရာကရောဘယ်အစဖြစ်လာလဲ။တကယ်လို့ဒီ universe ကအစရှိခဲ့မှဆိုရင်ဒီအာကာသယုံနံအချိန်တွေရဲ့အနောက်ကွယ်မှာဓာရီကိုဖြစ်ပေါ်စေရာရှိမှာပဲ။ Thara Titan နေမယ်၊တကိုးရှိမယ်၊ညင်ညွတ်မှာမယ်။ဓာရီအလုံးကကျွန်တော်တို့ပြောပြောနေဖျားသခင်ပဲ။ သိပ္ပံပညာတွေမထုံးကားခြင်းမှာစန်းစာပြောခဲ့တယ်။ကပ္ပဝချံခရင်တက်ငယ်တက်အစာဦး၌ဖျားသခင်သည်ကောင်းငင်နေမြေကြီးကိုဖန်ဆင်းတော်မူ၏။ In the beginning God created the heaven and the earth. မနစ် design proves a designer. ဘယ်ဘက်လေကိုကြည့်လိုက်ကဘာကနေနေတိကျတေချာတဲ့အကွာဘုံမှာရှိနေတယ်။နည်းနည်းလေးသာရှစ်တိုးကြီးလိုက်ကျွန်တော်တို့အားလုံးလောင်ကျွမ်းသွားမယ်။နည်းနည်းလေးသာနောက်ဆုတ်ကြီးလိုက်ကျွန်တော်တို့အားလုံးအေးခဲသွားမယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ cell တွေက billion နဲ့ချီပြီးရှိတယ်။အဲ့ဒီ cell တစ်ခုချင်းစီတိုင်းကအသေးစားစက်ရုံ factory လေးတွေလိုပဲသူတို့ကအလုပ်တွေကိုတသေးချာချာတိတိကျကျလုပ်နေတာ။အဲ့ဒီ cell တစ်ခုချင်းစီတိုင်းမှာ DNA ဆိုတာရှိတယ်။ DNA ဆိုတာလမ်းညွှန်စောင်းလိုပဲဥပမာ brother ကဘလို့ကြီးထွားလာမယ်အလိုလျောက်ဘလို့ပြုတ်ပြဲမယ် brother ရဲ့မျက်လုံးအရောင်အရက်မောင်းစသဖြင့်ဒီ DNA စောင်းထဲမှာရှိနေတယ်။အဲ့ DNA စာအုပ်ထဲကစာတွေကို chemical letter လေးလုံးနဲ့ပဲရေးတယ်။အဲ့ဒါက A T C N G ဆို scientist တွေကတော့ဒါကို nucleotide ဆိုခေါ်တယ်ဒါပေမဲ့ brother ဒါကို alpha band နေတယ်ပဲတွေးကြည့်လိုက်ဆိုတော့လူတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ billion နဲ့ချီပြီး cell တွေရှိနေတဲ့မှာမှာ cell တစ်ခုတည်းကနော်တစ်ခုတည်းကနော်အဲ့ဒီ cell တစ်ခုတည်းကနေ DNA ကိုစီလိုက်မယ်ဆိုရင်3 billion လောက်ရှိတဲ့ message တစ်ခုနေနဲ့ပေါ်လာလိမ့်မယ်ဒါတော်တော်ရှိရဲစာအဲ့ဒါက brother နဲ့ကျွန်တော်ကိုဘလို့ဖန်တီးထားလဲဆိုတော့တိတိကျကျလမ်းညွှန်ထားတာဆိုတော့စာအုပ်တွေကသူ့အတူရေးနိုင်လား ဘယ်လိုလုပ်ရင်းနိုင်မှာလဲဒါဆိုစာအုပ်အလုံးထပ်ပိုလျှောက်ထွေးတဲ့ဒီ DNA စာအုပ်ကိုစာရေးစရာမရှိပဲဖြစ်ပေါ်လာမထင်လားဒါကြောင့် Human Genome Project ကိုဦးဆောင်တဲ့ scientist ဖြစ်တဲ့ Francis Collins ကဘာပြောလဲဆိုတော့ဖျားသခင်ဘာသာစကားကျွန်တော်တို့ရဲ့ DNA ထဲမှာရေးထားတယ် 139ခုမြောက်သောစာလံပိုင်ငယ်14မှာဒီလိုလလပလေးပြောရတယ်ကျွန်ုပ်ဒီကြောက်မတ်ဖွယ်သောလက္ခဏာထူဆန်းသောလက္ခဏာတို့နဲ့ပြည့်စုံပြီးဖြစ်ဖြစ်ကိုရောကိုချီးမွမ်းပါမည်တဲ့ For I am fearfully and wonderfully made ဆိုတော့ဟုတ်လေဟုတ်လေနော် billion နဲ့ချီတဲ့စဲရတဲ့ကမှစက်တစ်ခုရဲ့ DNA စာက3 billion လောက်ရှိရဲဆိုတော့အလောက်ဒီကြောက်ဖို့ကောင်းလပနေရမှာရှိရောမတော့ကျွန်တော်အတွေးနဲ့ကိုချင်းတရားကျွန်တော်လူသားတွေကတွေးတတ်တယ်ဒါပေမဲ့တွေးုံနေမဟုတ်ဘယ်ရာမားလဲဘယ်ရာမှန်လဲဆိုတော့လည်းခွဲခြားတတ်တယ် ျွန်တော်တို့တွေချစ်ချင်းမြတ်တာကိုခံစားတတ်တယ်အပြစ်ရှိတယ်ဆိုတာကိုလည်းခံစားတတ်တယ်ကျင်နာတတ်တယ်တရားမျှတမှုဆိုတဲ့အရာကိုလည်းသိတယ်ဒါရီအလုံးကတခွဲခန်းထဲမှာတော့တိုင်းတောင်လို့မရဘူးကျွန်တော်တို့ကသာ chemical reaction တတ်တတ်ပဲဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်ဘာလို့ကူညီနေဦးမှာလဲဒါမှမဟုတ်လိန်ညာတဲ့အခါမှာဘာလို့အပြစ်ရှိသူကိုခံစားနေဦးမှာလဲ morality points to moral lawgiver ဆိုတော့ကိုကျင့်တရားဆိုတဲ့အရာကကိုကျင့်တရားပေးသူကိုပဲညွန်ပြနေတယ်ဒီလိုအမားနဲ့အမှန်ညံ့မှာကိုရေးဆွဲခဲ့တဲ့သူကကျွန်တော်နှလုံးသားထဲမှာလုံးလုံးသိနေရပါပဲ ဆိုတော့ယောမနှစ်အငယ်ဆက်မှာမှာဆိုရင်ကိုကိုကိုတိတော့စိတ်နှလုံးသည်တသက်ခံတဲ့ပြက်အချင်းချင်းဆွေးနွေးစဉ်ခြင်းရဲ့အပြစ်တင်တဲ့လွတ်လပ်နေတဲ့ဖြစ်လကောင်းမိမိတို့စိတ်နှလုံးထင်တဲ့မှတ်သားတော့တရားရဲ့အကျိုးကိုထင်ရှားစွာပြကြ යි ဒါကြောင့်ကျွန်တော်စိတ်ကိုအမားနဲ့မအောင်လို့လို့သိနေရဆိုတော့ဒါရီအားလုံးရဲ့နောက်ွယ်မှာဖျားပဲရှိပါတယ်မလေး သိပ္ပံပညာကိုယ်တိုင်ပင်လည်းသက်သေခံနေခြင်းလူတချို့ကပြောတယ် science ကဖျားမရှိဘူးဆိုတော့သက်သေပြတယ်တကယ်တကယ်ကျတော့ science ကိုယ်တိုင်ကဖျားရှိကြအောင်သက်သေပြနေ science ကဒီအရာတွေဘာကြောင့်ဖြစ်တယ်ဘလို့လုံးလုံးလဲစသဖြင့်ရှင်းပြတယ်ဒါပေမဲ့ဒီအရာတွေဘာကြောင့်ဒီလိုဖြစ်နေလဲဆိုတော့မရှင်းပြနိုင်ဘူး gravity light Adams Energy စသဖြင့်အကုန်လုံးကအသေးစိတ်တိကျသေးကြတဲ့ဥပဒေသားတိုင်းတွားနေရ။ဒါပေမဲ့ဒီဥပဒေသားသဘောတရား law ဆိုတဲ့အရာကဘယ်ကလာလဲဘသူရေးဆွဲခဲ့ရလဲ law ship or law giver လို့ရပါတယ်။အဲ့ဒါကဖျားသခင်ပါပဲ။ဖယိုဖယဲဖြစ်နေရတဲ့အစီအစဉ်တကြားဖြစ်အောင်လုပ်ပေးနိုင်တာလဲဖန်ဆင်းချက်မှရှိပါတယ်။ဒါကြောင့်ဘာသာရေးသမားမဟုတ်တဲ့အားလုံးတည့်ရဲ့ Einstein သူကတော့ ဒီလိုအစီအစဉ်တကြားဖြစ်နေတဲ့စကြဝဠာကြီးကိုကြည့်ပြီးအံ့ဩမင်သက်ခဲ့ပြီးဘာပြောခဲ့လဲဆိုတော့ the most incomprehensible thing about the universe is that it is comprehensible စကြဝဠာနဲ့ပတ်သက်တော့နားမလည်နိုင်ဆုံးသောအရာက၎င်းကိုနားလည်နိုင်ခြင်းပဲတဲ့ဒီညမှာတစ်ခုတည်တာမှာ Einstein နဲ့ Creant တောင်မဟုတ်တလို့ဘာသာမဲ့လည်းမဟုတ်ပါဘူး ဖះဘောအဆိုင်ယုံကြည်ပေါ်နည်းနည်းတော့ရှုပ်ထွေရဲ့သူကသူများနဲ့မတူ agnostic လို့ပြောကြတယ်ဆိုတော့အဲ့ဒါထားပါသူက personal goal ကိုမဆိုလို့တော့ညာလည်းပဲသူ့ရဲ့ယုံကြည်မှုကဒီလိုအစီအစဉ်တကြဖြစ်နေဆက်ကြော်လာနောက်ွယ်မှာအတိညာမြင့်တဲ့လူသားတွေနားလည်နိုင်စွာထက်ကြော်လွန်တဲ့ဘီယင်းတစ်ခုရှိလိမ့်မလို့သူယုံကြည်ကြတယ်ဒီလိုဖန်ဆင်းခြင်းနောက်ွယ်ကအရာကိုသိကျင်စိတ်ကဖះရှိခြင်းကိုညွန်ပြနေရမယ်နံပါတ်5 ဘုရားရှိခိုးတတ်တင်ပြခဲ့သောတမိုင်းလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက Prophet တွေကမေရှိယအကြောင်းကိုရေးထားပြီးသား Prophet ဆိုတာမသိရတဲ့သူတွေတော့ပေါ့နော်သူတို့ကဘုရားရဲ့ Messenger အဖြစ်ရွေးချယ်ခြင်းခံထားရသူတွေအနာဂတ်မှာဖြစ်လာမှာတွေကိုကြိုတင်ဟောပြောရတဲ့သူတွေလို့ပြောလို့ရတယ်မေရှိယကမဆိုင်းယားကတော့ကယ်တင်ရှင်ပေါ့နော်သူတို့ကနှစ်ထောင်ပေါင်းများစွာကတည်းကမဆိုင်းယားပေါ်လာမယ်ဘယ်နေရာမှာပေါ်လာမယ်ဘလို့မွေးလာမလဲဘလို့သိမ့်မလဲပြီးတော့ဘလို့ရှင်ပြန်ထမြောက်မလဲစသဖြင့်အသေးစိတ်ရေးထားပြီးသားဒါတွေအားလုံးကယေရှုခရစ်တော်နဲ့ကိုက်ညီနေတယ် ဟေရှား53မှာဆိုရင်ငါတို့အပြစ်အတွက်သူကအသေးခံပေးလိမ့်မယ်ဆိုရရတယ်66ခုမြောက်သောစာလအပိုင်းငယ်10မှာဆိုရင်လည်းသူကတင်းချိုင်းမှာပဲအဆုံးသတ်မသွားမှာမဟုတ်ဘူးရှင်ပြန်ထားမြောက်လိမ့်မယ်ဆိုရအရာပဲပေါ့နော်နောက်ပြီးစံစာပြင်ပါလူတွေဥမာဂျူးလူမျိုးတမန်ပညာရှင် Josephus နာမည်ပြည့်စုံကတော့ Flavius Josephus ဆိုခေါ်တယ်သူကယေရှုတေဆုံးမျိုးနှစ်အနေငယ်ကြာတော့မှာမွေးခဲ့တဲ့သူ AD 39လောက်မှာမွေးခဲ့တဲ့သူသူကယောမလက်အောင်မှာလှုပ်လှုပ်ခဲ့တဲ့သူပဲသူ့ရဲ့နာမည်ကြီးရဲ့စာအုပ်ဖြစ်တဲ့ Antiquities of Jews ဆိုတဲ့စာအုပ်ထဲမှာယေရှုအကြောင်း mention လုပ်ခဲ့တယ်သူ့ရဲ့စာအုပ်ထဲမှာရန်တော်ရဲ့ပညာရှင်တယောက်ရှိခဲ့တယ်သူ့နာမည်ကယေရှုတဲ့နော်သူကကောင်းမွန်တဲ့အရာတွေအများကြီးကိုလှုပ်ခဲ့ပြီးတော့ Pontius Pilate ရဲ့တပ်ဖြတ်မှုကိုခံခဲ့ရရလို့မတန်းနေတာနောက်တစ်ယောက်ကတော့ Tacitus နာမည်ပြည့်စုံကတော့ Publius Cornelius Tacitus နော်နာမည်ကခေါ်ခဲ့တယ်သူက56 AD မှာမွေးခဲ့ပြီးတော့ယောမသမိုင်းပညာရှင်ပဲပြီးတော့သူ့ရဲ့မတန်းထဲမှာယေရှုအကြောင်းကို mention လုပ်ခဲ့တယ် Tiberius Emperor ကာလတော့ ရစ်တိုက Pontius Pilate လက်ချက်နဲ့အသက်ခံရတယ်ဆိုတဲ့အကြောင်းလည်းပြောရတယ်။ခုပြောနေတာအားလုံးကခရစ်ယာန်တွေမဟုတ်ပါဘူး။ဒါပေမဲ့လည်းဒီဟာကအမှန်ကန်မှာယေရှုတကယ်ရှိခဲ့ပါတယ်၊ကားစင်တင်သက်ခံခဲ့ရပါတယ်ဆိုတဲ့ဟာကိုစံစာတွေကပြောတဲ့အတိုင်းလုံးဝတည်ပြုထားတယ်။ဒါပေမဲ့ chalk personal proof ယူသပြောင်းကျွန်တော်တို့ science နဲ့ပတ်သက်ပြီးတနေ့ကုန် debate လုပ်နေလို့ရတယ်။ဒါပေမဲ့လူတစုံတစ်ဦးရဲ့ဘဝကိုတော့တသက်လုံးပြောင်းလဲသွားစေတော့ဒါတကယ်သက်သေစစ်စစ်ပဲ။မူရစေဆွဲနေတဲ့သူတွေ၊ကျိုးပဲ့ချိန်မွားနေတဲ့သူတွေ၊အမြင်နဲ့ဒေါ်လာထွက်နေတဲ့သူတွေနော်၊ကစီနေတဲ့သူတွေ၊အဆင်မပြေတဲ့အိမ်တော်ရေးတဲ့လူတယောက်ကိုမြင် အမြင်နဲ့ blame မှုဝေဖန်မှုပဲတွေးနေတဲ့သူတွေထက်ကနေရှိဆဲနေတဲ့သူတွေအချင်းဆိုးတဲ့ရှိသမျှတွေကတခင်ရှုရဲ့ချစ်ချင်းမေတ္တာနဲ့တွေးရတဲ့ခါမှာလုံးဝပြောင်းလဲသွားတာကျွန်တော်ဘောမှာမြင့်မြင့်ကိုတွေးကြုံတွေ့ရတာအများကြီးပဲသူတို့မဟုတ်တော့တဲ့အတိုင်းပဲဆိုလုံးဝဆင့်ကျင်ဘက်တွေဖြစ်သွားတာဒါကဒဏ္ဍာရီမဟုတ်ဘူးပုံမြင်လည်းမဟုတ်ဒါကအတင်းလုံးယူလို့ရတဲ့အရာလည်းမဟုတ် science ကကျွန်တော်တို့ကိုချစ်ချင်းငြိမ်သက်ခြင်းမျှော်လင့်ခြင်းနဲ့မရှင်းပြပေးနိုင်ပါဘူး။ဒါပေမဲ့ဖျားကိုယုံကြည်တဲ့ထဲမှာဒီ၃ချက်စလုံးကဖြေရှင်းမိတာဖြစ်သွားပါပဲ။နံပါတ်၇ဒါဆိုဖျားခင်ဘာကြောင့်အမှန်တကယ်ရှိနေရလဲ။ဘာလို့လဲဆိုတော့ဘာမှမရှိခြင်းတရားကနေပြီးတော့ဘာမှမဖြစ်လာနိုင်ဘူး။ ဇိုင်းဖြစ်လာဖို့အတွက်ဒီဇိုင်နာရှိဖို့လိုအပ်တယ်ကိုချင်းတရားကိုနားလည်ဖို့ကိုချင်းတရားကိုသတ်မှတ်ပေးတဲ့သူကလိုအပ်တယ်တမိုင်းကလည်းသူရှိနေကြောင်းကိုတည့်တည့်ပြဖို့ပါပဲတန်းနဲ့ချီတဲ့သူတွေကလည်းစိုးညက်တဲ့ဘဝတွေမှာသူ့နာမည်ကြောင့်ယေရှုဆိုတဲ့နာမည်ကြောင့်ပြောင်းလဲနေတယ် brother သူ့မမြင်ပါဘူးလေကိုမမြင်ရသလိုပေါ့ဒါပေမဲ့ brother ကသူရှိကြောင်းခံစားလို့ရတယ်သူလှုပ်ဆောင်တဲ့အရာကိုလည်းတွေ့ကြုံအဖြစ်မြင်နိုင်တယ်နောက်ဆုံးစကား brother ဒါရုံယုံကြည်ဖို့အတွက် scientist တယောက်ဖြစ်နေကြမလို့ christian တယောက်ဖြစ်ဖို့လည်းမလိုပါဘူးကိုယ့်ရဲ့အမြင်ဖွင့်မယ်လုံးသားကိုဖွင့်နိုင်ရပါပြီ ။ကွာကြီးကတော့သူဖန်တီးပြီးဖြစ်လာတာမဟုတ်ပါဘူး။အသက်မရှိတဲ့အရာနဲ့အသက်ရှိတဲ့အရာကိုလည်းမဖန်တီးနိုင်ပါဘူး။ brother ကိုရိုင်းကလည်းမတော်တဆအသက်ရှင်လာရဲဆိုမဟုတ်ပါဘူး။ brother ကိုဖျားသခင်ကိုရိုင်းကရွေကြချီနဲ့ချစ်ချင်းမြတ်တာနဲ့ဖန်ဆင်းနေတာပါ။ကျွန်တော်ဒီပြောတာပါ။ဒါကြောင့်ယောမ1အငယ်20မှာဗာပြောလဲဆိုတော့ဖန်ဆင်းထားတဲ့အရာတွေကိုကြည့်လိုက်တဲ့နဲ့ထာဝရဖျားသခင်ရဲ့မျက်စိနဲ့မမြင်နိုင်တဲ့တကူနဲ့ထာဝရဖြစ်တည်ခြင်းကကဘာစားဖြစ်လာကြတဲ့ဟိုကထင်ရှားပြီးသားပဲတဲ့။ဒါကြောင့် brother ကနောက်တစ်ခါကြယ်ရင်မြင်တဲ့ခါတိုင်းမှာတတိယလိုက်ပါ။ နော်ဒါတွေကအမတမဲဖြစ်လာတာမဟုတ်ဘူး brother နဲ့အမြဲတူရှိနေဖျားသခင်ရှိနေတယ်ဒီဖျားကမမြင်ရဘူးဒါပေမဲ့ခံစားလို့ရတယ်ဘာလို့လဲဆိုတော့မြင်ရတဲ့အရာတွေမတိမြဲပါဘူးမမြင်ရတဲ့အရာတွေကတော့တိမြဲပါတယ်သူကအစလည်းဖြစ်တယ်အဆုံးလည်းဖြစ်တယ် alpha and omega နောက်ပြီးကျွန်တော်တို့နဲ့အတူမြင်တည်ရှိနေတဲ့ vartheta ဖျားသခင်ဖြစ်ပါတယ် okay ကျွန်တော်ပြောစရာရှိရလဲပြောပြရဲဆိုတော့မှန်တယ်ရှိရတယ်မှားပါမယ်ဒီ topic ပြောပြီးဆိုတော့ငင်းခုန်နေစပြီးတောက်လျှောက်နေဖြစ်တော့မယ်ဆိုတော့ကျွန်တော်သိပါတယ်ကျွန်တော်ရဲ့ brain pop ဗတင်းမောင်မုံ brain pop channel ကိုလည်းကြည့်ရှုနေတဲ့ဘာသာပေါင်းလို့ရှိပါတယ်မြစ်တာရက်ခန္ဓာတရားတရား respect ပေးကြပါတရားတရားအမြင်မတူတာအများကြီးရှိနိုင်တယ်ဒါနဲ့ကိုယ်နဲ့အမြင်မတူတိုင်းသူတို့ဘာယုံကြည်မှုလောင်ရီကဲရတာမျိုးတွေမလုပ်သင့်ပါဘူးသူအမြင်မတူရင်လည်းရှောင်သွားလို့ရပါတယ်ဆွေးနွေးလို့ရပါတယ်ဒါပေမဲ့အမြင်နဲ့တယောက်ကိုတယောက် respect ထားဖို့မှာကျင်ပါတယ်နောက်တစ်မှတ်တွေ့ကြပါမယ်